အကြောင်းကိုပြောစီချင်အဲ့ဒါဟာ prophecy ဆိုတာအနာဂတ်နဲ့ပတ်သက်တဲ့စကားဖြစ်ကျမတို့က apostolic prophetic generation ဖြစ်တယ်အဲ့ဒါကြောင့်မို့ကျမတို့ကအနာဂတ်နဲ့ပတ်သက်တဲ့စကားကိုများများပြောဖို့ laws of non resistance ဆိုတာအဲ့ဒါဖြစ်တယ် laws of non resistance ဆိုတာကဒင်သူရဲ့တင့်တိုက်ခိုက်တယ်အခြေအနေတွေကတင့်ပေါ်မှာမားတယ်ဆိုတယ်ဒါပေမဲ့အဲ့ဒီအရာကိုပဲအာယုံမဆိုင်ဘူးဖျားကတိဆောက်စီချင်တဲ့အရာကိုတိဆောက်တယ်အဲ့ဒါက laws of non resistance ဖြစ်တယ်။အဲဒါမှယေရှုကပြောတယ်။သင်ပါတစ်ဖက်ကိုလူတယောက်ကရရင်တစ်ဖက်ကိုလှည့်ပေးပါ။အဲလိုပြောလို့တဲ့အနိုင်ကျင့်ခံမှာလို့ယေရှုကဆိုလို့ခြင်းမှာမဟုတ်ဘူး။အဲ့မဲ့တဘောကယန်သူကသင်ကိုနှောက်ရှက်တဲ့အခါမှာသူနဲ့ယန်ဖြစ်ဖို့ကြိုးစားမဲ့အစအဲ့ဒါကိုအာယုံဆိုင်မနေ။သင်လို့ရမဲ့အရာကိုဆက်လုပ်ပါ။လောကမှာသင်နှောက်ရှက်တဲ့လူဆိုရှိမှာပဲ။သင်ကိုစိတ်နာအောင်လုပ်တဲ့လူဆိုရှိမှာပဲ။ အခြေအနေတွေကကောင်းတဲ့ချိန်ရှိရဆိုးတဲ့ချိန်ရှိဒါပေမဲ့အဲ့ဒါကိုအာယုံမဆိုင်ဖင်းနဲ့ဖရားသခင်ကျမတို့ကိုအာယုံဆိုင်စေခြင်းနဲ့အရာပါတယ်ကျမတို့ focus မမှားတော့ဘူးလို့ businessman တွေဒီမှာလည်းအများကြီးပါတာဖြစ်တဲ့အတွက်ကျမအားပေးခြင်းနဲ့တည့်ရဲ့ focus မပြောင်းသွားနဲ့တခါလေမှကျမတို့ကနော်အာဒီကအလုံးမဖြစ်ဘူးဆိုတဲ့နောက်တစ်ခုပြဒါအလုံးမဖြစ်ဘူးဆိုတဲ့နောက်တစ်ခုပြပြောင်းရင်းပြောင်းရင်းလေကျမတို့ဘေးနေရာမှာမှ focus မရှိဘေးအရာကဘုံမအောင်မြအောင်မလုပ်ကျမတို့အရင်အဦးဆုံးတစ်ခုခုမလုပ်ခင် ြောင်းပါဘုရားနဲ့တိုက်မယ်ပါဘုရားလူတွေနဲ့တိုက်မယ်ပါပြီးွားပြီလုံမယ်ဟေးဆုံးဖြတ်ပြီဆိုရင်လေမပြောင်းနဲ့တော့ကျွန်တော်တို့အဲ့ဒီနေပယ်မှာအောင်မြင်တဲ့အထီးလို့ပို့လို့ဒါ loss of non resistance ဖြစ်တယ် loss of non resistance ဆိုတာကဖြစ်လေသမျှလက်ခံခြင်းလို့ဆိုလိုတာမဟုတ်ဘူးဒါပေမဲ့ဖြစ်နေတဲ့အရာတွေကိုပဲအာယုံစိုက်တာမဟုတ်ဘူးဘုရားခင်အာယုံစိုက်စီခြင်းတဲ့အရာကိုအာယုံစိုက်ဖြစ် focus နဲ့တော့အဓိကအဖြစ်တိဆောက်မှုတွေကိုပြုလုပ်ဖို့ ့ကျမတို့ဆူတောင်းခြင်းပုံစံအမျိုးမျိုးရှိတယ်ကျမတို့ဆူတောင်းတဲ့ခါမှာဝိညာဉ်တိုက်ပွဲဝင်ပြီးဆူတောင်းတဲ့ဆူတောင်းမှုတွေနေရှိတယ်ကျမတို့ဘုရားခင်ထံကနေပြီးတော့ petition လို့ခေါ်တယ်เนาะဘုရားခင်ကိုအတနာခံတဲ့ဆူတောင်းခြင်းရှိတယ်เนาะကျမတို့ဘုရားခင်ထံမှာကျမတို့ဆူတောင်းခြင်းနဲ့ပတ်သက်ပြီးတော့ dimension အမျိုးမျိုးရှိတယ်ဆိုတော့ကျမတို့တွေ့ရအကြောင်းမလို့